မကြည့်ပါအောင်တရင်ကျညာကြီးမှာဗျာ60နှစ်တရာတုံးနဲ့မန္တလေးမြို့ကြီးမှာမီးတွေတောင်းလောင်းနေညီရဲတောင်းနေတာပဲမီးကိုကြီးကလည်းလုံးတက်နေတာလောင်းနေတာလည်းတော်တော်ကြာနေပြီ မိတက်ကားတွေကလည်းအစည်းပေါင်းမနေတော့မင်းငိမ့်နေရတဲ့နိုင်ဝက်လောက်ရှိပြီခုထိမငိမ့် ကျွန်တော်မလေးလေးမျိုး60မိနစ်ပေါ့နော်ဒီမှာတောင်းနေသူဒီညပေါ့နော်ဒီနေ့ဒီနေ့ဟိုကသင်းညလာပြီညပေါ့နော်ဒီသင်းညလာပြီညပေါ့60နှစ်ပေါ့နော်60နှစ်သိပ္ပံနာပေါ့နော်ဒီသတိရလာပြီနေနာကျွန်တော်7နှစ်ကျော်ခုလောင်းတာပေါ့နော်ကျွန်တော်မာလာ level 2ပေါ့နော်သတိထားပေးရပါ တယောက်လောက်ခံနေတယ်ခံကြီးအောင်ဒီရအောင်မြင်တဲ့တိုင်းပါဗျာအခုတည်းရောင်းတာတော့မန္တလေးမြို့တွင်မိနစ်ပိုင်းသာချား၍လေဘယ်အစိမ်းမီးလောင်မှု အပါအဝင် မီးလောင်မှုနှင့်အကျိန်ဖြစ်မန္တလေးတိုင်းမန္တလေးမြို့တွင်ယနေ့အောက်တိုဘာ6ရက်ညပိုင်းကမိနစ်ပိုင်းသာချား၍မီးလောင်မှုနှင့်အကျိန်ဖြစ်ပွားခဲ့ကြောင်းမီးတပ်တပ်ဖွဲ့ထံမှသိရသည် ချမ်းမြသာစီမြို့နယ်တွင်ယနေ့အောက်တိုဘာ6ရက်နေ့8နာရီကမီးလောင်မှုဖြစ်ပွား၍လေဘယ်1အဆင့်ဖြင့်ငြိမ်သက်ခဲ့ကြတော့လေမီးထိန်နိုင်ခြင်းမရှိသဖြင့်ည8နာရီခွဲကျော်ခန့်၌လေဘယ်2အဆင့်ဖြင့်ထပ်မံငြိမ်သက်ခဲ့ကြကြောင်းသိရသည်ထို့ကြောင့်ည8နာရီ58မိနစ်၌မီးထိန်နိုင်ခဲ့ပြီးအလုံးစုံမီးငြိမ်နိုင်ရန်အတွက်မီးတပ်တပ်ဖွဲ့ဝင်များက ဆက်လက်ငြိမ်းသက်ခဲ့ကြသဖြင့်ည9:38မိနစ်တွင်မိငိမ်းသွားခဲ့ကြောင်းသိရသည်။